ဲတာတစ်ကောင်နှစ်ကောင်မွေးရတာကအခက်အခဲမဟုတ်ပေမဲ့အကောင်ရာချေမွေးမယ်ဆိုရင်တော့သူတို့အတွက်ရေးလဲပေးချိန်တွေအစာကျွေးပုံတွေကျန်းမာရေးယူဆမှုတွေကိုဦးစားပေးစဉ်းစားပေးဖို့လိုအပ်ပါတယ်ဘဲတာအရေးအတွက်များတဲ့အတွက်တကယ်ချင်းလိုက်လည်နေမယ်ဆိုရင်သိကြပါရယ်သင်အိတ်ရရဲလဲသွားပါလိမ့်မယ်ကျွန်တော်ကတော့ရေးလဲတဲ့အခါမှာတရက်ကိုကန်30နှုန်းတက်မှတ်ပြီးပဲလဲပြပါရယ်မှန်ကန်တွေကိုလဲရတာတော့ပဲပြန်မှန်းပြီးတော့အခြားဘက်တာပြိုးထားတဲ့ကော်ဘူးတွေကိုလှည့်ရတာကတော့အင်မတန်တက်တာပါပဲ ကော်ဘူးတွေကိုရေလဲတဲ့အခါမှာတကန်ချင်းလိုက်မစေးပဲကျွန်တော်တို့ထိုင်းဖန်နေမှာအသုံးပြုရရေထိုးရေလဲနေကိုအသုံးပြုပါတယ်ဒီနီးလန်းကရေအကုန်ကျများပေမဲ့လူအတွက်တော်တော် တတ်တာပါတယ်၃ရက်တစ်ခါလောက်ရေထိုးပေးမယ်ဆိုလို့ရှိရင်တော့ဖက်တာလေးတွေအတွက်ပိုးပြီးတော့ကောင်းပါတယ်မှန်ကန်တွေကိုရေလဲတဲ့အခါမှာကျွန်တော်ကတော့လဲမဲ့ရေကိုတညချိုပြီးတော့အဲပန့်ရိုက်ထားပါတယ်။အခြားယောဂကာကွယ်တဲ့အနေနဲ့ကတော့ကွင်းဆေးဝါတို့စားကြမ်းတို့ကိုပဲအသုံးပြုပစ်ပါတယ်။ ရေလဲတိုင်းလည်း black water ကို30ချင်ပါတယ် black water တုံးချင်းကငါးလေးတွေကြိုက်တဲ့ pH level ရောက်တဲ့အတွက်သင်းရဲ့ငါးလေးတွေကပိုပြီးတော့ကျန်းမာနေပါပဲဖြစ်ပါတယ် battery အတွက်အစာကိုတော့ရေတီကိုအဓိကထားပြီးကျွေးပါတယ်အလှပြတဲ့ကန်လေးလောက်ပဲတစ်ကောင်ချင်းလိုက်ကျွေးပြပါတယ်အခြားကြောင်းကလေးတွေကတော့ယခုလိုမျိုးအစာကျွေးဘူးနဲ့ကျွန်တော်ကျွေးပါတယ် အစာကျွေးဖို့အသုံးပြုပုံကတော့လွယ်ပါတယ်ကျွန်တော်တို့လိုအပ်သလောက်ရေဒီပမာဏကိုပူရဲကိုထည့်မယ်ပြီးရင်တော့ရေဖြည့်မယ်ရေဖြည့်ပြီးလို့ရှိရင်ရှိတ်ပြီးရင်တော့ကျွန်တော်ကန်လေးတွေကန်ချင်းစီလိုက်ပြီးတော့ညှစ်ပြီးကျွေးလိုက်ရုံပါပဲဒါမျိုးဘတ်တာအစာကျွေးတဲ့ပူတွေကိုကျွန်တော်ဆိုင်မှာလည်းဝယ်ယူလို့ရပါတယ်ဒါကတော့ကျွန်တော်ရဲ့ဘတ်တာဂယ်လရီလေးပဲဖြစ်ပါတယ် ကျွန်တော်ဆိုင်မှာ better fish လေးတွေအပြင် better နဲ့ပတ်သက်တဲ့ accessory တော်တော်များများရှိပါတယ်။ရန်ကုန်ကဆိုရင်တော့ဆိုင်မှာလာရောက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။အခြားနယ်ကဆိုလို့ရှိရင်တော့ Facebook, TikTok, Telegram စတဲ့ social media ကနေကျွန်တော်ကိုဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်။ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ။ကြည့်ရှုပေးကြတဲ့ကြာကျွင်းစီတန်းကိုကျေးဇူးအထူးတင်ရှိပါတယ်။နောက် video မှာပြန်တွေ့ကြမယ်။